ထိုင်းမြန်မာနေဆန်မော်ရာမျိုးမှာဆန္နာရှင်တန်နေဒေါ်လာရီတက်တို့တိုက်ပွဲဖြစ်ပွားနေပြီးဆန္နာရှင်တက်ကဂလင်းနဲ့ပူကျဲတက်ခိုက်တဲ့အတွဲနိုင်စင်နဲ့စီမီလောင်နေတယ်လို့ဒေသခံနဲ့စစ်ဆောင်တွေစီကတီးရပါတယ်။နိုဝင်ဘာလစနေရက်ဒီကနေ့မနေ့ကိုနိုင်ခွဲလာမှာဆန္နာရှင်တက်ကဂျက်တိုက်လေရင်နဲ့မော်ရာမျိုးကိုပူကျဲတိုက်ခိုက်ခဲ့တာပါ။ဘိုးလာကျဲတာကိုထန်းနေကန်ဖက်ကမြင်နေရပြီးလက်နေချီတန်ယူလဲအဆက်မပြတ်ကြာနေရတယ်လို့ ထိုင်းမြန်မာနေဆမှာရှိတဲ့မြန်မာအမျိုးသမီးတို့ကပြောပါတယ်။မောရောင်မျိုးမှာတော်လိုင်းတက်နဲ့ဆန္ဒရှင်တက်တို့တိုက်ပွဲပြင်ပလေးရှိပြီးဆန္ဒရှင်တက်ကတိုက်ပွဲဒုတိယနေ့မှာလေကြောင်းတိုက်ခိုက်တာဖြစ်တယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အတွက်ဒေသခံတထောင်ကျော်ဟာထိုင်းမြန်မာနယ်စပ်မှာဆစ်ဆောင်နေရပြီးအမိုးကာနဲ့ဆန္ဒရစ်ခါတွေရေးပေါ်လိုအပ်နေတယ်လို့ဆစ်ဆောင်ကွန်ကြီးနေသူတွေစီကသိရပါဗျ။ ထိုင်းအာဏာပိုင်တွေကလည်းနိုင်မလာစနေရင်းမှာနေဆက်မှာတည်ဆောင်နေရတဲ့မြန်မာစစ်ရှောင်းတွေကိုလာရောက်ကြီးရှုသွားတယ်လို့စစ်ရှောင်းတွေစီကသိရပါဗျာ။